AI တွေအတွက် data တွေဖန်တီးပေးမယ် project အသစ် Sapient AI တွေက need i ဘူးတော်လာပေမဲ့သူတို့ကို train ဖို့အတွက်အရေးအတွင်းမြင့်တဲ့ data တွေလိုအပ်ပါတယ်အခု any data တွေဖန်တီးပေးနိုင်တဲ့ Sapient ဆိုတဲ့ project အသစ် color ပါပဲပုံမိုက်တာဒါဒီ project က binance holder airdrop မှာပါလာခဲ့တာပါပဲဒီတစ်ခါမှာတော့ AI ခင်ရဲ့အထက် project တစ်ခုခေလာနိုင်မယ်ဒီ project အကြောင်းနဲ့အနာဂတ်အလားအလာကိုပြောပြပေးပါမယ် ။ Safian Zora ဘယ်လို project မျိုးလဲ။ Safian Zora က Coinbase ရဲ့ Base L2 blockchain ပေါ်မှာတည်ဆောက်ထားတဲ့ decentralized physical infrastructure network deepin project တစ်ခုပါ။တို့ရဲ့အဓိကလှုပ်ဆောင်ချက်က AI data annotation ကို decentralized fiat note ပေးထားတာပါ။နောက်ပြီးတော့အခုဆိုရင် Amazon, Toyota နဲ့ UN ကုလသမဂ္ဂရုကတောင်သုံးနေကြပြီလို့သိရပါဗျ။ တို့ရဲ့အထက်ကနိပညာက proof of quality PO2 ပါဒီစနစ်က contributor ရင်းတဲ့ validator တွေက token ကို state အဖြစ်သုံးပြီးတော့ slashing logic စနစ်နဲ့နောက်ဝရဲ့အရေးအတွေးကိုထိုက်ချုပ်ထားပါရယ်။ Sapien token က bare လို့လို့ရလဲ။ဒီ token က deep နောက်ဖို့ကြီးတစ်ခုလုံးကိုလဲပတ်ဖို့အတွက်အင်ဂျင်မှာပဲ။ သူရဲ့အဒီကအတုံးဝင်မုံပဲရှိပါရယ်ပထမအုံဆုံးကတော့ staking ပိုင်းမှာ network မှာ contributor ကမမဟုတ် validator အဖြစ်ပါဝင်မှုအတွက် sofian token ကို stake အနေနဲ့အရင်ထားရပါရယ် နောက်တစ်ခုမှာတော့ slashing မှာဒီကဲလို့အလောက်ကိုပပောဆဆာလို့တာမာလို့တာလိန်းနာနှုတ်ကဲ solution ရဲ့ stick up target sophian token နဲ့ပို့ protocol ကနေ slashing လို့ပြီးတော့အသိခံရမှာပါဒီနေရာမှာအလောက်ကိုကောင်းကောင်းမွန်မွန်ပြည့်စုံအောင်လုပ်ပေးရဆိုရင် sophian token နဲ့ကိုဝေဖန်အနေနဲ့ကြည့်ရပါတယ်နောက်ပြီးတော့ token ခြင်ထားတဲ့သူတွေက T for the Gwe အနာကအတွက်မဲ့ပေးဆောင်ဖြတ်ခွင့်ရှိအောင်မှာဖြစ်ပါတယ် ဒီနေရာမှာ token covid ဘုံ token number အနေနဲ့စုစုပေါင်း token က1 billion ရှိပါတယ်။ Binance holder airdrop အနေနဲ့ token 15သန်းချပိတ်ခဲ့ပါတယ်။ Tim နဲ့ advisory တို့ကရော20%ကျော်ပါ investor တွေအတွက်ကရော27%ကျော်ထိကိုခွဲဝေထားပါတယ်ဒီနေရာမှာ Tim နဲ့ investor ပေါင်းရဲ့47%ထိကိုရှိနေတာပို့တတိထားရပါမယ်ဒါပေမဲ့3ရဲ့ token တွေကတစ်နှစ်အဖြစ် lock လုပ်ထားရပါတယ် တတိနောင်းနောင်းတပြားမရောင်းလို့မရပါဘူးတတိဖြစ်ပြီးမှနောက်ထပ်တနည်းအတွက်တဖြည်းဖြည်းချင်းစီထုတ်ဖွင့်ရမှာဖြစ်ပါတယ်ဆိုတော့ minus airdrop ကိုဘလို့ရခဲ့တာလဲဒီ airdrop ကတော့ပြီးကြပါပြီတတ်မှတ်ထားတဲ့ October 20ကနေ22 account 25အတွင်းမှာ Korea PNB point ကို Binance ရဲ့ Zenbat အတမမဟုတ် onsen shi product detail မှာထည့်ထားဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့ဒီ airdrop အတွက်ကို Elizabeth ဖြစ်မှာဖြစ်ပါတယ် နောက်ထပ်နောက်ထပ် airdrop တွေပုံဘလုတ်ပါစီရင်တော့ကိုမှ BNB ခွာနေရှိရဆိုရင် financial center အဒါမှမဟုတ် online ship product တွေမှာထည့်တော့ဖို့အချံပေးခါရယ်အစောအနေနဲ့ကတော့ဒီ project ကအနာဂတ်မှာအလားအလာကောင်းတိုင်းသားဆိုတော့အဆူနေချင်ပါရယ်အသာချက်အနေနဲ့ process ရဲ့ CEO က ။ Client base ရဲ့ director ဖြစ်ခဲ့ပြီးတော့ base အထူးကိုပူဖဲတည်ထောင်သူဖြစ်ပါတယ်။နောက်ပြီးတော့ Animal Care Brand ရဲ့ She Guild Gang ဝိုင်းချီချီတို့လိုမျိုး FC အကြီးကြီးတွေကလည်းရှင်းနေကုန်နေထားပါတယ်။တစ်ဖက်မှာလည်း Amazon, Toyota, Alibaba, Meta နေနဲ့ရှီဝန်ဒူကပါတုံးနေကြလို့ project ကတကယ်အလုံးဖြစ်နေကြသတိပြနေရပါ။ဒီနေရာမှာတတိထိုင်အောင်မှာကတနစ်ကြည့်သွားရင်တုတ်ကနေကဈေးကွက်တွေကိုတဖြည်းဖြည်းဝင်လာပြီးတော့ cell pressure ရောင်းအားရှင်လာနိုင်ပါတယ်။ နောက်ပြီးတော့ skill.ai နော်မျိုးအဖြစ်ကပါက data company ကြီးတွေနဲ့ရှင်ကန်ရမှာဖြစ်လို့ဒေချာဆောင်စီဖို့လိုအပ်ပါတယ်။ထုံပြောရရင် selfie and go binance wallet လို့ this လို့တမရရမှာအလားလာကောင်းတဲ့ project လို့ user ရပါတယ်မင်းခွိုင်မဟုတ်ဘူး white paper ပဲရှိတဲ့ project မဟုတ်ဘူးတကယ်အလုံးလုံးနေတဲ့ပတ်စံချနေတဲ့ a list team breaker customer net project တခုပါ ဒါကြောင့်အရှိမဆောင်ချရမယ့် process တစ်ခုဖြစ်တာကတော့အသေးချပါပဲ။ Border Airdrop အကြောင်းနဲ့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုအသေးစိတ်သိချင်တဲ့ဆိုလို့ရှိရင်တော့ Crypto Maker Passive Income with Crypto ဆိုတဲ့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်။တကယ်ရင်များကမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် trading fees ကို20% discount ရမယ့်အပြင် Crypto Maker နဲ့ပြောလို့ပြီးရတဲ့ main တွေက reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ Crypto Maker referral code သုံးပြီးတော့အကောင့်ဝင်လာလို့ရပါတယ်။ ခရစ်တိုမိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိန်း100ကျော်ဖို့အထီကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုပ်ကိုတုံထားတဲ့ user တွေဆိုလို့ရှိရင်ဒီရှိမှာပါအကျိုးမြင်ရမယ်ဆိုတာကိုအားမခံပါတယ် အကယ်၍များကောအတီကုတ်ကိုတောင်းပြီးရအကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှည်မှာကိုပိုပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆောက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတောင်းဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တောင်းတာကပိုပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့တင်လောက်ပါပဲ crypto မိတ်ပါနောက် video မှာပြန်တွေ့ရဖို့